င်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမှာတော့ကျွန်တော်ဗောနော်ဒီမြန်မာဖောင်ထဲနေတယ်အခုဒီမတည်တဲ့လူတွေအတွက်ကျွန်တော်အလွယ်ကူဆုံးနည်းလေးနဲ့အမြန်ဆုံးနည်းလေးပြောပြပေးမယ်ဗောနော်အဲ့တော့မင်းစေတော့အရင်ဆုံးကျွန်တော်ပေးတဲ့ link တစ်ခုခုဗောနော် Telegram သို့မဟုတ်တခြားဒီဟို download phone download ရမယ် link ဗောနော်အဲ့ link ကိုရောက်သွားပြီဆိုရင်ကျွန်တော် Telegram ပို့တဲ့ပုံစံလေးပြပေးမယ်ဗောနော်အရင်ဆုံးကျွန်တော်တို့ message တွေကကျွန်တော်ပေးတဲ့ link ကနေ download ဆက်လုပ်မယ်ဗောနော်ဒီနေရာမှာဒီ media fire ဆိုလို့ရှိရင်ကျွန်တော်တို့က VPN လိုတယ်ပေါ့နော်ဒီမီကာရိုဗိုင်းရပること ਸਾਨੂੰ မလိုဘူးအဲ့တော့ကျွန်တော် media fan ရအောင်ကျွန်တော် VPN link နဲ့ခံပြီးတော့ထောင်းမယ်ပေါ့နော် Okay ကျွန်တော်ပေးထားတဲ့ link လေးကိုအရင်နှဲလိုက်မယ်အဲ့ဒီမှာဒီမှာကျွန်တော်ပေးထားတဲ့မြန်မာ Unicode Fund download ပေါ့နော် account လေးကို download ချလိုက်မယ်ဝေးထားဆုံးထောင်းနေပြီပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ Okay အဲ့ဒီဟာကျွန်တော်ဘယ်မှာရောက်မလဲဆိုတော့ကျွန်တော်တို့ဒီ file မှာပေါ့နော် file manager ကိုသွားလိုက်မယ် file manager ထဲမှာကျွန်တော်ဘယ်နေရာမှာရှိနေမလဲဆိုတော့ကျွန်တော်ဒီမှာ download ပေါ့နော် download တော့မဟုတ်ဒီမှာဒီ archive ဆိုတဲ့ဒီကောင်လေးပေါ့နော်ဒီကောင်လေးထဲမှာရောက်နေတတ်တယ်အဲ့ဒီမှာပေါ့နော်ကျွန်တော်အခု download တဲ့မြန်မာ unicode font zip ပေါ့နော်သူက zip file လုပ်ထားတယ်အဲ့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အရင်ဆုံး zip file ကိုဖြည့်ရမယ်ပေါ့နော် zip file ဖြည့်ရမယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီကောင်ကိုတစ်ချက်ထောက်လိုက်မယ် ထောက်လိုက်မယ်ဆိုရင်သူကဒီမှာအဲဒီမှာ extra to သူကတိုက်တဲ့နေရာမှာ extra ဖြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်လိုတက်တက်ရဲလေးဖြည့်ရမှာဘယ်လိုလုပ်မလဲဆိုတော့ဒီပေါ့နော် slab folder လောက်လိုက်မယ် slab folder ဆိုတော့ကိုကအဲ့ဒီဒီနေရာဒီကြာတိလို့ရှိရင်ဘယ်ထဲမှာမထည့်တဲ့ရှာလို့လွယ်အောင်လုပ်တာပေါ့နော်ဒီ slab folder ကိုလုပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ device ရွေးမယ်ပေါ့နော် storage နေရာတစ်ခုရွေးမယ်ပေါ့ဟုတ်ကဲ့ကျွန်တော်က device ကိုသွားလိုက်မယ်ပြန်အမှကျွန်တော်တို့ကကိုကိုထားခြင်းတဲ့နေရာရဲ့ location ပေါ့နော်ဖိုင်နေရာကို ဒီကြာတက်မှတ်လိုက်မယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာ MN font ဆိုပြီးတော့နာမည်တစ်ခါလေးပေးထားရပါတော့မဆွေတော့မပေးရသေးဘူးဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာညာဘက်တောင်းလေးမှာ create ဆိုတာရှိတယ်အမှ create ကနေပြီးတော့ကိုကြတဲ့ဟာကိုပေးလို့ရတယ်ဗောနော် Okay ကိုကြတဲ့ဟာပေးလို့ရတယ် Okay အဲ့မှာကျွန်တော်ပေးပြသားဆိုမပေးတော့ဘူးဗောနော်ဒီမှာ MN font ဆိုရရှိတယ်အဲ့ဒီ MN font ကိုရွေးပြီးတော့ဒီမှာ extra here ရောက်နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ zip file ကခုနောက်က MN font ဆိုတဲ့ထဲမှာ extra ဖြည့်ပြီးသွားရပါပြီနော် ဒီထွက်ဖြီးပြီးသွားပြီ Okay ဒီအဆင့်ကတော့လွယ်ပါတော့ဒီအဆင့်ကကျတော့ကျွန်တော်က EDF တွေစုထားတယ်ဖြစ်တဲ့အတွက်ဘာမှအထူးလုပ်စရာမလိုဘူးပေါ့နော်အဲ့ဒီအဲ့ဒီ file folder လေးနာမည်ပေးပြီးရင်ထည့်လိုက်ရုံပဲပေါ့တချို့ file တွေကျတော့ zip file တစ်ခုချင်းလိုရတဲ့အခါမှာလည်းလုံးရှုပ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီနည်းတိုင်းပဲ zip ကိုအရင် extract ဖြီးအဲ့ဒီဘက် extract ဖြီးပေါ့နော် extract ဖြီးပြီးတော့လို့ရှိရင်ကျွန်တော်တို့ထားခြင်းတဲ့ file နာမည်ပေးထားတဲ့ folder လေးကိုထည့်လိုက်ရအောင်ပေါ့နော် โอเคအဲ့တော့ကျွန်တော်တို့ခုနကလောက်ထားတဲ့ file ရောက်မြောက်ပြန်ကြည့်မယ် story တွေပြထားပြတဲ့အတွက် story ကိုသွားမယ်ပေါ့နော် device story ကိုသွားလိုက်မယ်โอเคပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာခုနကနာမည်ပေးခဲ့တဲ့ MN font ဆိုတာလေးရှိတယ်အဲ့ဒီမှာဒီမှာရောက်နေပြီပေါ့နော်ဒီမှာ unicorn font ဆိုပြီးတော့ဒီမှာမှကျွန်တော်တို့ထည့်ရမယ် zip တွေပေါ့နော် sorry zip တွေမဟုတ် zip ဖြည်းဖြည်းသား tdf file တွေပေါ့နော်အဲโอเคဒါဆိုကျွန်တော်တို့ folder နေရာအတိအကျတည်ပါပြီဆိုရင် font တွေကိုစာထည့်မယ်ပေါ့နော် စ်စက်လက်တော့မဟုတ်ပစ်စာပါနော်လောဆိုကျွန်တော်ပစ်စက်လက်ထဲကိုထည့်ပြပါမယ်โอเคကျွန်တော်တို့ပစ်စက်လက် software ထဲကိုသွားမယ်ပေါ့နော်ပစ်စက်လက် software ထဲကိုသွားမယ်ဒီမှာစာရေးလို့ရတဲ့ဟာတခုခုရေးမယ်ပေါ့နော်ပြီးသွားလို့ချင်းကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ form ပေါ့နော် form နေရာနေပြီးတော့ဒီမှာ my form my form နေရာမှာဒီမှာတီပုံစံလေးကိုရွှေ့မယ်ပေါ့နော်ဒီဘက်က folder လေးကိုလည်းရွှေ့လို့ရတယ်ဒီတီပုံစံလေးကိုလည်းရွှေ့လို့ရတယ်ပေါ့နော်အမှအစင်ပြရတခုရွှေ့လိုက်မယ်ပြီးပြီးသားဆိုရင်ကျွန်တော်ကဘယ်နေရာကိုရောက်သွားမလဲဆိုတော့ဒီနေရာပေါ့နော် messenger တွေနေအောင်တန်းရောက်သွားမယ်ဒီခါလေးမရောက်တော့ email တွေပါတယ်ဒီလို download တွေပါ auto select ပေးဖြစ်နေဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီညမှာ device name ပေါ်မှာနော် oppo သို့မဟုတ် vivo realme ကြိုက်တာပေါ့နော်အဲ့တော့အစဉ်ပြေနေအောင်ဖုန်းကိုဖုန်းမျိုးစောင်းထောက်လိုက်မယ်ပြီးကျွန်တော်တို့က device store မှာ folder ဖွင့်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီ folder ကိုလိုက်ရှာမယ်ပေါ့နော်ဒီမှာကျွန်တော်နာမည်ပေးခဲ့တဲ့ folder အမှန်ဖောက်အမှန်ဖောက်ထဲမှာမှာကျွန်တော်ကမြန်မာ unicode font ကိုနှိပ်ထည့်နေမယ် ဒီမှာကျွန်တော်ဖိုတာတွေအများကြီးစောက်ထားလို့ဒီလိုမျိုးအဆင်ဆင်သွားနေပါတော့မိတ်ဆွေတို့ကအဲ့လိုတစ်ခုတစ်သက်လောက်ချင်လည်းရတယ်ပေါ့နော်ဟုတ်ကဲ့မြန်မာ Unicode ဒီချိန်မှာမှကျွန်တော်ကြိုက်တဲ့ font တစ်ခုကိုဖောင်းထည့်လိုက်မယ်ပေါ့နော်မိတ်ဆွေတို့လည်းကြိုက်တာတစ်ခုထည့်လို့ရတယ်အဲဒီမှာကျွန်တော်တို့ဝင်ရွာပေါ့နော်ဝင်ရွာထည့်လိုက်မယ်ဟုတ်ကဲ့ဒါဆိုဝင်ရွာရောက်သွားပြီပေါ့နော်ဝင်ရွာရောက်မရောက်ဘယ်လိုကြည့်မလဲဆိုကျွန်တော်ဒီမှာ search bar မှာရှာလို့ရတယ်ဒီမှာဝင်ဝင်ရွာပေါ့နော် โอเคเดี๋ยวเรามาย้วยเลยยาเลยโอเคนอกจากฟองคู่ก็เลยไอเดนี่ได้มาเนาะဒီအရကကျွန်တော်ကဒီ folder တွေကအများအနေဖြစ်တဲ့အတွက်တစ်ခုချင်းထည့်နေရပါတော့ဒီ method element တွေကျင်ဆိုရင် ttf file တွေအသီးစံထုတ်ထားပြီးတော့မှတစ်ခါတည်း all slab ပေးလိုက်ပြီးတော့ထည့်လို့လည်းရတယ်เนาะအနည်းငယ်တော့အလောက်ရှုပ်တာပါเนาะ okay ပြီးရင်နောက်ထပ် font တစ်ခုတက်ထည့်ပြမယ် okay မြန်မာ cut တာပါเนาะမြန်မာ cut တာကိုတစ်ချက်ထည့်လိုက်မယ် okay ဟိုအောက်ဆုံးမှာရောက်သွားပြီပေါ့နော်ဒီဖောင်းလေးဖြစ်ပါတယ်ပြန်ဆိုကျွန်တော်တို့ဖောင်းလေးပြောင်းပြောင်းဆန်းကြည့်မယ်ပေါ့နော်โอเคဒါဆိုရင်ပြောင်းသွားပြီပေါ့နော်โอเคအားလုံးပဲအစီအမံကြမယ်အားလုံးမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ